ဒီလိုအခြေအနေမျိုးတွေပုံမှန်ပေါ့နော်ရှောက်လန်းပြီးတော့အခုဒီနေ့အထိပေါ့နော်အလူရေရှိမှဒီ story ကိုဒီလို sharing လုပ်နိုင်တဲ့အထိဖျားသခင်အခွင့်ပေးသော ကြောင့်ပေါ့နော်ဒါကျေးဇူးတော်တစ်ခုပါပဲလို့ဆက်လက်၍မတို့ရဲ့ဘဝမှာဖျားသခင်ဆက်လက်ရှိပါစေလို့မေးစုတောင်းပေးပါတယ်လို့ um မေလည်းပေါ့နော်ပြီးခဲ့တဲ့လမှာလည်းဆေးရုံကပြန်ဆင်းပြီးတဲ့အခါဘုရားသခင်ရဲ့ကျေးဇူးတော်ကိုအမ် sharing မလို့လောရမှာမေက normally ပေါ့နော်အမ်လူတွေရှိမှစကားပြောရမှာ communication အရင်အရင်ကြောက်တတ်တဲ့မိကလေးတယောက်ဖြစ်ပါတယ်လို့ဒါမှပေါ့နော်အခုချိန်ဘုရားသခင်အချိန်ပေးတဲ့အချိန်မှာပေါ့နော်မေ sharing လောရမှာဆိုဘုရားသခင်ကတို့ထိပါတယ်လို့အမ် အော်တမီးရဲ့ဒီပြီးခဲ့တဲ့အမ်လာလောက်တုန်းကပေါ့နော်ဖြစ်ခဲ့တဲ့ story ကိုလူတချို့လူတွေလည်းသိပါတချို့တွေလည်းမသိပါဘူးလို့အမ် u for example ပေါ့နော် u come ဆိုသိပါတယ်လို့တမီးအမ်အဘလို့ဖြစ်ခဲ့လဲဆိုတော့ပေါ့နော်ဒီဒီ stage ပေါ်မှာပေါ့နော်တမီး as လို့တမီးရဲ့ကျမ်းမာရေးအကြောင်းပေါ့နော် sharing လုပ်ဘူးပါတယ်ဒါပေမဲ့ဒါကပေါ့နော် ပြီးခဲ့တဲ့နှစ်တုန်းကကြာပါပြီပေါ့နော်ဖျားသခင်ကျေးဇူးတော်ကို မချင်ဝမ်းနာပေါ့နော်သမီးစိတ်မကောင်းရန်ဖြစ်ပါတယ်လို့ um um January လောက်ကောင်းကနီလောက်မှာသမီးနေမကောင်းစားဖြစ်လာပါတယ်လို့ um ပြန်ဖြစ်တာကဒီလိုမျိုးရင်ပတ်ထဲမှာပေါ့နော်အဲချွဲတွေများပြီးတော့အသက်မရှူနိုင်ရင်ကျက်အရန်ဖြစ်လာပါတယ်လို့ဖြစ်ပြီးတော့ပေါ့နော်ပထမတော့ကိုတိတယ်ဒီလို um asthma ပြန် ပုံစံမျိုးပြန်ဖြစ်တော့မယ်ဆိုတာပေါ့နော်အဲ့တော့အဖေနဲ့အမေကအမြင်နဲ့လက်နဲ့ဆူတောင်းပေးပါတယ်လို့သူတော်လဲဘာဘီတပတ်ပေါ်တဖြည်းဖြည်းနဲ့ပူပူဆိုးလာတယ်ပေါ့နော်အမ်ဆေးကန်းသွားတယ်ရိုးရိုးဆေးကန်းသွားပြီးတော့မက်ဒီကေးရှင်းယူတယ်ဒါပေမဲ့အဆင်ပြေဘူးပေါ့နော်တနေ့ကျတော့အမ်ညဘက်မှာအဖေနဲ့အမေက living room နဲ့မှာပေါ့နော်အဲအမ်ဘီကအဖြစ်တဲ့အချိန်အမ်ဒါမေးရ for the first time ပေါ့နော်တကယ် um အကြီးအကျယ်ပထမဆုံးဘဝမှာဖြစ်ခဲ့တဲ့ကျမ်းမာရေးတစ်ခုပါလို့ um um တမီးက um bedroom နဲ့မှာအဲ့လိုပဲကိုကွန်ပျူတာနဲ့ကိုအလုပ်ရှုပ်နေတယ်အဖေနဲ့အမေက living room နဲ့မှာထမင်းစားနေတယ် um အင်းရတဖြည်းဖြည်းနဲ့ပေါ့နော်အတအရန်ရှူကြက်လာကိုတိရဲဒါပေမဲ့ကိုကကိုယ်စိတ်ထဲမှာတိမှာ AC ပါပဲကောင်းကောင်းသွားမှာပါဆိုပြီးတော့ အဲ့လိုပဲဝင်ခံတယ်ပေါ့နော်ဒါပေမဲ့တဖြည်းဖြည်းနဲ့အသက်ရှူကျလာတယ်ဗဇက်ကနေပြီးတော့ဒီ level ကနေအဲ့အမ်ဒီအသက်ရှူတဲ့လမ်းကြောင်းတဖြည်းဖြည်းနဲ့ပိတ်လာတယ်ဆိုတော့နှစ်ခါးကနေရှူတော့လည်းမရအောင်နှစ်ခုစလုံးကကျင်မဒီအမ် level ရောအမ် level ရောနှစ်ခါးပိတ်လာတယ်တဖြည်းဖြည်းနဲ့မရှူနိုင်ဘူးအဲ့တော့အဖေနဲ့အမေကိုခေါ်ကျင်တယ်မကွာထားဖို့တော့ပေါ့နော် ထောက်ပြခေါ်ရမရှိဘူးဆိုတော့အဲ့ဒါတဖြည်းဖြည်းနဲ့တက်တက်အတက်ကရှူလို့မရတော့ဘူးအဲ့တော့ကိုစူးစမ်းထားတယ်ထားလိုက်တဲ့အချိန်မှာချက်ချင်းသူမိလဲကြသွားတယ်အဲ့ရဘုံကနေလဲကြတော့အဖေနဲ့မျိုးဘလို့ခေါ်ရမှာမသိဘူးအဲ့ချိန်မှာအမ်ကိုကိုကိုပြန်မိတတိယကိုစူးစမ်းတော့လေမျက်စိကဘာမှမမြင်တော့ဘူး like အကုန်လုံး အကုန်လုံးက blurry ဖြစ်လာတယ်ပေါ့နော်ဘာမှမမြင်တော့အကုန်လုံးကဖြူဖွေးပြီးတော့ဘာမှမမြင်တော့ကိုကိုကိုတိတယ်အ conscious အကောင်ရှင်ကကောင်ချစ်တို့ရောနေအချိန်မှာပေါ့နော်တတိမလိခင်ကို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 မနေကိုမှရှိတဲ့အားနဲ့ကိုစဉ်းစားရတယ်ဘာလို့ဘလို့အဖေနဲ့မျိုးခေါ်ရမလဲဆိုပြီးတော့ဆိုတော့တကားတကားကိုရဲ့တကားကိုဖွင့်လို့မရကိုတကားနဲ့ကိုရဲ့အိရာအရန်ဝေးနေတော့ဟာတတိရနေတော့အချိန်မှာကိုရဲ့အရှိမအဲ့ um ဒီ air freshener တခုရှိတယ်အဲ့ဒါကိုအဲ့ဒါကို reach လုပ်တဲ့အချိန်မှာပေါ့နော် reach လုပ်ဖို့တော့အချိန်မရတော့ဘူးအဲ့အချိန်မှာ at the same time ပေါ့နော်တပီအရန်ကြောက်တယ် like ဖျားသခင်သူမျိုးပေါ့နော်ခွာပြီးတော့ဘာပေါ့နော် miss um အဲ့ air freshener တမီ reach လုပ်ပြီးတော့ကိုယ်မှာရှိတဲ့အားနဲ့ကိုဒီ door ပေါ့နော် door အဲ့တကားကိုပေါက်ပြေးလိုက်တဲ့အချိန်မှာအမေကဝင်လာတယ် အဲ့အမေဝင်လာပြီးတဲ့နောက်မှာ um တမီဘာမသိတော့မိတ်သွားတယ်တကယ်မမိတ်သွားတယ်ဘာမသိတော့ဆိုတော့အမေပြန်ပြောပြတယ်ဆေးရုံမှာပြန်သတိရလာတော့ဘာဖြစ်လဲဆိုတော့တဲ့သူဝင်လာတဲ့အချိန်မှာတမီကအကုတ် deep um ခြေတော့ကခြေတော့က like ကောင်းနေခြေတော့ ठी ပေါ်တော့တကုံလုံးတုံနေတယ်တုံပြီးတော့ like ဟိုလျှက်စစ်နဲ့လျှက်စစ်နဲ့တိုင်လိုက်တယ်လို့ပဲတဲ့ like အကုံလုံးတပြားလုံးတုံနေတော့ သူလည်းလမ်းပြီးအဲ့ဒါ911ချက်ချင်းခေါ်ချက်ချင်းခေါ်တော့အမ်ဖြစ်ချင်တော့ရင်ရင်ချက်တခုတည်းမဟုတ်ဘူးအဲ့ဒါ emergency သူတို့တွေရောက်လာတော့ pressure pressure တိုင်းကြီးတော့လည်းပေါ့နော်အမ်အမ် degree ya 100ဘာလို့မသိအမြင်အရန်ကိုပူနေရချွေးရလဲအရန်ထွက်နေတော့အဲ့ဒါမေတော့ချက်ချင်းသူတို့911ခေါ်ရတယ်ပေါ့နော်ကျေးဇူးတော်အကြောင်းပေါ့နော်ဆေးရုံကားထဲမှာနည်းနည်းလေးပြန်သတိရလာမှာအကုန်လုံးတော့မှုံနေသေးတယ် အဲ့ဒီအချိန်မှာ um ဒီနေ့မှတခုခံစားတာပါလဲဆိုတော့ဒီမမတိုးပြောရတဲ့ story အတိုင်းမှာတမီမတိုးဘယ်လိုခံစားရလဲဆိုတော့တမီလည်းနားလဲတယ်ဘာလို့ဆိုတော့ဒီမှာအဖေနဲ့အမေကပါလာတယ်နောက်ကားနဲ့တမနောက်ကနေပြီးတော့တမဲ emergency room နဲ့မှာပေါ့နော်အဲ့လူတွေသူတို့ rescue တဲ့အဲ့လိုလူတွေနဲ့ရှိပေမဲ့ဖျားသခင်တမီနဲ့အတူရှိရတယ်တမီခံစားရတယ်ပေါ့နော် စေယုံတော့တော့လေလူတိုင်းကသိရမလားလူတိုင်းကတော့တေးရမှာကြောက်တာပဲသိရမလားကိုလည်းလူအနေနဲ့တေးရမှာကြောက်တယ်ဒါပေမဲ့ကိုဘလို့ဝင်ချလဲဆိုတော့အဖေအမြဲဘဝမှာသင်ခဲ့တဲ့စကားကိုသွားသတိရတယ်သိရမလားသူအမြဲငငယ်လေးတည်းသင်ခဲ့ပေးတယ် um ဒီဘယ်လိုပဲစေးတွေဘလို့ဘလို့တိုက်စေးစားစေးတွေဘလို့ပဲယူနေစေး တိမလား तू ပြောခဲ့တဲ့ခရစ်တော်ရဲ့အသွေးတော်နဲ့ဘာမှနိုင်ရှင်လို့မရဘူးဆိုတော့အဲ့ဒီစကားပဲကိုအမြဲသွားသွားတရီရတော့ဆေးရုံမှာအမေရှိတယ်အကိုပါတယ်အဖိုးတွေဖွားတယ်အကုန်လုံးမိသားစုကတိမလားဘေးနားမှာရှိနေတယ်ပေါ့နော်သူတို့သူတို့ကြောင့်လည်းမခွန်အားလေခွန်အားပြန်ရလာပါတယ်သို့တော်လည်းပေါ့နော်ဖရာသခင်ကရင်ထဲမှာတိုးထီးတယ်တိမလားခရစ်တော်ရဲ့အသွေးတော် နဲ့စာလို့ဘာမှ သမီးရဲ့ဘဝမှာပျောက်ကင်းနိုင်မဲ့စေဘာမှရှိဘူးဆိုတာအဲ့တော့စေယုံမှလည်းမအိပ်ပြုတ်စေယုံမှအမြဲတမ်းစေယုံနဲ့ညာဆိုချက်ချင်းပြန်ဆင်းတဲ့အချိန်မှာအမြဲတမ်းစိတ်ထဲမှာရောပါဇက်ကနေဝင်ချရတဲ့နော်ကိုတော်ဤကိုတော်သမီးတို့ရဲ့အပြစ်တွေကိုလွတ် ဒါမဟုတ်ဘဲနဲ့ပေါ့နော်တမီးတို့ရဲ့ရှိမှရှိနေတဲ့အနာရောဂါတွေအားလုံးပျောက်ကင်းစေတဲ့ကိုယ်တော်ဖြစ်ပါတယ်ဆိုပြီးဒီခရစ်တော်ရဲ့အသွေးတော်နဲ့တမီးချက်ချင်းနောက်တစ်နှစ်မှသူပြန်ပြီးတော့နော်ခြေတော့ပေါ်မှာပြန်ဆန်းရှောက်ပြီးတော့ပြန်ပြီးတော့ကျမ်းမှနိုင်မယ်ဆိုတော့ကိုယ်တမီးယုံကြည်ပါတယ်ဆိုတမီးလုံးဝလုံးဝ ပြာသခင်အပေါ်မှာပေါ့နော်ဘရောမှာတောင်းမရှိခဲ့ဘူးအဲ့တော့ဂျေဇူးရောကြောင်းမယ်ပေါ့နော်တမင်နောက်အပတ်မှာချက်ချင်းလုံးဝလုံးဝမထင်မှပဲနဲ့ဒီနည်းနည်းလေးကိုက်ခန္ဓာကိုယ်နဲ့ကိုက်ခင်းမှုနဲ့ရှည်မှတိုးတော်လဲရင်းနှီးမှာပေါ့နော် ရွှေလန်းခြင်းပေးတယ်တငယ်ချင်းတွေ youth တွေနဲ့လူကြီးတွေနဲ့အားလုံးစကားပြောရတဲ့အခွင့် communication ပြန်ပေးရတဲ့အခွင့်ကိုပေးလို့ကြောက်ကိုတော့အရင်ဂျေဇူးတမင်တမင်ပေါ့နော်တိုးတော်လဲတမင်အရင်ဆင်းမကောင်းဖြစ်တာက like ဖရာသခင်ရဲ့ကျေးဇူးတော်ဒီဘလို့မှမချီမောလူတွေရှိမှာပေါ့နော်တမီ sharing လုပ်ဖို့လည်းဖရာသခင်နှိုးဆော်လာတမီအမြဲတမ်းရှင်နဲ့မှာဆူဆူရတယ်ပေါ့နော်လူတွေကိုရှက်လို့ကိုတော့ကိုတော့မီလူတွေရှက်တယ်ဘလို့ပြောရမလဲပေါ့နော်တမီဖရာသခင်ကပြောတယ်ပေါ့နော်ဒါသူ့ရဲ့ဘုန်းတော်ထင်ရှားစေဖို့ပါပဲလို့အဲ့ဒါကြောင့်တမီဒီနေ့သူတကျေးဇူးတော်ချီးမွမ်းခြင်းပါလေလို့ရောက်စီရန်ကောင်းကြီးပေးပါစေ